မင်္ဂလာပါမျိုးတွေအတီးပြေးစရာလေးရှိလို့ပါရှင်။အာကျမကမဘူးတူမဟာသေးတက်တော့အစားပြီးသုံးပါတယ်။ကျမတက်တော့မသုံးဖြစ်တာတလားကျော်သွားပြီ။ကျမတက်တော့အကောင်ပြတ်သွားတဲ့အတွက်အာဒါတက်တော့စပြီးတော့ဖွင့်ပါတယ်။ဒါကျမရဲ့တက်တော့အကောင်ဖြစ်ပါတယ်။အာဒီ YouTube ကအောက်က comment မှာကျမရဲ့ဒီတက်တော့အကောင်ရဲ့ link ကိုကျမပို့ပေးထားမယ်။ကျမ comment မှာချပေးထားပါမယ်။အဲ့ဒီမှာဝင်ကြည့်လို့ရပါတယ်။ နောက်တစ်ခုကကျမရဲ့ Telegram မဘုထုမဟာကြီးဆိုတဲ့ Telegram Channel ဒီလူယုံမာမတမာတူလက်ထဲကိုရောက်သွားပါပြီเนาะအဲ့ဒီ Channel ကိုကျမမသုံးတော့ပါဘူးပထမဆုံးဒီကျမရဲ့ဒီ Telegram Channel ကတက်မတော်သားတယောက်ဖွင့်ပေးထားတာပေါ့เนาะအာရှေ့တန်းမှာတာဝန်ထမ်းဆောင်တွေတက်မတော်သားတယောက်ဖွင့်ပေးထားတာဖြစ်ပါတယ်အာလက်ရှိမှာဖုံးပြောက်သွားတဲ့အတွက်ကျမ Telegram Channel ကိုကျမအသုံးမပြုတော့ပါဘူးရှင်ကျမလက်ရှိဒီမဟာသွေးဆိုတဲ့ YouTube နဲ့ ဒီမဟာသေးဆိုတဲ့ TikTok အဒီနှစ်ခုကိုသုံးပါမယ်။အဲဒါကြောင့်မို့လို့ဟို YouTube မှာတင်လို့အဆင်မပြေတဲ့တချို့ file လေးတွေပေါ့နော်။တချို့ဗီဒီယို file လေးတွေက YouTube မှာတင်လို့အဆင်မပြေဘူး။အဲ့ဒါလေးတွေကိုကျွန်မ TikTok မှာတင်ပါမယ်။ဒါကြောင့် YouTube ကမိတ်ဆွေတွေ TikTok သုံးနေဆိုလို့ရှိရင်ကျွန်မ comment မှာ link ချပေးထားပါမယ်။အဲ့မှာဝင်ကြည့်ပါ။ကျွန်မရဲ့ TikTok account ဖြစ်ပါတယ်။နောက်တစ်ခုကကျမကမနေ့ကတဝယ်ရင်နဲ့စိတ်ကံအကြောင်းလေးကျမအချမ်းမပြောဖြစ်တယ်เนาะတဝယ်ရင်နဲ့အကြောင်းကျမပြောဖြစ်တယ်ပလဲတဲ့စီမံကိန်းအကြောင်းကျမပြောဖြစ်တယ်အဲ့ဒီပုံမှာကျမပုံမှာ ဒီကိစ္စနဲ့ပတ်သက်လို့တုံ့ပြန်မှုတွေရှိတယ်။ဆိုတော့ကျွန်မအကြံပေးအနေနဲ့ဓဝဲမြစ်ဆောင်ပင်ပတ်ဒီသုံးခုကြောင်းကိုပြောမယ်။နံပါတ်1ကဓဝဲရင်နဲ့ဒုတိယကမြစ်ဆောင်တတိယကပင်ပတ်။အာအဲဓဝဲရင်နဲ့နဲ့ပတ်သက်လို့အကြံပေးကိုကျွန်မမနေ့ကပြောပြီးသားဆိုတော့ဒီချို့မိတ်ဆွေတွေတီးပြီးဖြစ်ပါလိမ့်မယ်နော်။ဆိုတော့ကဓဝဲရင်နဲ့စိတ်ကန်းကနှိမ့်ဆောက်တဲ့စီမံကိန်းဖြစ်တယ်။ပမာတော့260အစီမံကိန်းဖြစ်တယ်။တဝယ်ရင်နဲ့စိတ်ကံတိဆောက်ပြီးစီးလို့ရှိရင်ကုံတက်မော25စီတပြိုင်နဲ့ကန့်ကန့်နိုင်တယ်။ ကုံတက်မော25ကြီးတပြိုင်နဲ့ကန်းကန်းနိုင်တယ်အဲ့ဒီအတွက်တပြိုင်နဲ့တစ်ချိန်ထဲမှာကုံတက်မော25ကြီးတောင်ကန်းကန်းနိုင်မယ်ဆိုရင်ဒီကနေကျွန်မတို့အကောက်ခွန်ဝင်ငွေခွန်ဘယ်လောက်တောင်ရမလဲဆိုတာခင်ဗျားတို့ဉာဏ်ဒီတော့စဉ်းစားကြည့်ပါပြီးရင်ဒီတဝဲစီမံကိန်းမှာတဝဲရင်းနဲ့စီမံကိန်းမှာစက်မှုတော်ခွန်နာကူရှိမယ်။အဲ့ဒီစက်မှုတော်ခွန်နာကူအတွက်ပြည်တွင်းမှာဝပိပမှာအလုပ်ကံခွင့်လန်းနေပေါ်လာမယ်။နော်။အလုပ်ကံခွင့်လန်းနေပေါ်လာမယ်။ဒါကြောင့်မို့လို့ပြည်တွင်းမှာအလုပ်ကံရှားပါမှုပြဿနာကိုရှော့ချပေးတာဖြစ်နေမယ်။ဒါနံပါတ်1အတိပေးခြင်းတဲ့အချက် ဒါကြောင့်မလို့ကျွန်မကပြောတာဒဝရင်နဲ့တို့ပလဲတဲ့စီမံကိန်းတို့အောင်မြင်ခဲ့မယ်ဆိုရင်လက်ရှိမှာထိုင်ဝမ်နဲ့စင်ကာပူကရနေတယ်ဒီကုန်းတမောတွေနိုင်ငံတကာကုန်သွယ်ခွန်တွေရဲ့90ရာခိုင်နှုန်းလောက်တဝက်နီးပါးလောက်ကိုကျွန်မတို့မြန်မာနိုင်ငံကရလိမ့်မယ်လို့ကျွန်မကမနေ့ကပြောခဲ့ကြဖြစ်တယ်။ဒါနံပါတ်၄ချက်ဖြစ်တယ်။နောက်ပိုင်းနေ့ခြားတော့ဒီဒဝရင်နဲ့စီမံကိန်းရဲ့ပထမဆုံးအစတုန်းကကျွန်မတို့မြန်မာနဲ့ထိုင်းနဲ့သဘောတူထားတာမြန်မာနဲ့တော့ကျွန်မတို့ဒီဒဝရင်နဲ့စိတ်ကန်းကနေပြီးတော့ထိုင်းနိုင်ငံကိုယထာလန်ကားလန်နော်ရှစ်လန်းသွားတိဆောက်ဖို့ ရှက်လန်းသွားလမ်းဖောက်မယ်ရထားလည်းလည်းဖောက်မယ်ဒီမှာရေနဲ့တဲ့ဘာတော့တုံးွေပိုက်လိုင်းနေတော့မဟာဒအားလိုင်းနေဖောက်လို့ဖို့ပထမကစီမံထားတာဖြစ်တယ်နောက်ပိုင်းမှာထိုင်းနိုင်ငံမှာတော့ထိုင်းနိုင်ငံကဒီသက်စင်တို့ရင်လက်တို့ရင်လက်တို့အစိုးရပြုတ်ကြပြီးတော့အစိုးရအပြောင်းလဲတွေဖြစ်သွားရေတချို့ကိစ္စတွေမှာကြတော့စီးပွားရေးရာကိုလိုနီနယ်ချဲ့ခြင်းရှိတယ်လို့နိုင်ငံရေးရာကိုလိုနီနယ်ချဲ့ခြင်းလည်းရှိတယ်နော်ဒီလိုမျိုးစီးပွားရေးရာကိုလိုနီနယ်ချဲ့ခြင်းနဲ့နိုင်ငံရေးရာကိုလိုနီနယ်ချဲ့ခြင်းဆိုတဲ့အကြောင်းအရာကိုကျွန်မတို့ဘင်္ဂလားပင်လယ်ော်ကျိန်းသာဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်မ ပြောထားတာရှိတယ်နော်ကျမရဲ့ဒီ YouTube channel မှာပဲကျမတင်ထားတာရှိရယ်ပြန်နှားထောင်လို့ရတယ်။ဆိုလိုချင်တာကအခုဘင်္ဂလားဒေ့ရှ်မှာဖြစ်သွားတာဆိုလို့ရှိရင်ဒါနိုင်ငံရေးရကိုလိုနီနဲ့ချဲ့ချင်ဖြစ်တယ်။နိုင်ငံရေးရကြုံတွေ့ခံရချင်ဖြစ်တယ်။ဆိုတော့လက်ရှိထိုင်းမှာထိုင်းနဲ့ကျမတို့မြန်မာနိုင်ငံနဲ့ဒဝယ်ရင်နဲ့စီမံကိန်းအဒဝယ်နဲ့ထိုင်းနဲ့ရှစ်လန်းသွားလမ်းဖောက်ဖို့လေစီမံထားပြီးမြဲအဲ့ဒီမှာအဘီဝါမြောက်စီမံကိန်းပြတ်ပြတ်သွားတယ်။ဒါဘာကြောင့်လဲဆိုရင်နိုင်ငံရေးအယောင်သွေးတွေစီးပွားရေးမှာဝင်ရောက်ဆွတ်ဖက်တဲ့စီးပွားရေးရကိုလိုနီကြုံပြူခြင်းနဲ့နိုင်ငံရေးရကိုလိုနီကြုံပြူခြင်းတွေပါတယ်။ ဘာကြောင့်လဲဆိုတော့ဒီစင်မကင်းအောင်မြင်ရင်စင်ကာပူနဲ့ထိုင်ဝမ်မှာရနေတဲ့ပတ်စံတွေကကျမတို့နိုင်ငံမှာရမှာဖြစ်တဲ့အတွက်အဲ့ဒီစင်ကာပူနဲ့ထိုင်ဝမ်ကကျမတို့နိုင်ငံကိုရမှာသူတို့ဆိုရင်ကြတယ်နော်ဆိုတော့ကဒါခမားတို့ကိုအကြိုက်မြင်နားလည်အောင်သဘောပေါက်ရှင်းပြတာ။နော်အဲ့ဒီမှာအထိုင်းမှာကဒီတက်စင်လို့ရင်လက်တို့ရင်လက်အစိုးရပြုတ်ကြပြီးတော့အစိုးရပြောင်းလဲဖြတ်သွားတယ်။ဒီစီမံကိန်းလည်းရပ်ဆိုင်းသွားတယ်။လက်ရှိမှာတဝဲရင်နဲ့စီမံကိန်းကိုကျမတို့လည်းရှားနိုင်ရတဲ့လက်မှတ်ရေးထိုးပြီးတော့ဆက်လက်ကောင်းတယ်ပေါ်နေတာဖြစ်ပါတယ်။ ဒါလေးကိုတဝဲရင်နဲ့နောက်တစ်ခုကမြေဆောင်မြေဆောင်ဆိုလို့ရှိရင်လည်းပဲအာမြေဆောင်ကိုရောင်းစားတယ်တဝဲကိုရောင်းစားတယ်တဝဲရင်နဲ့စီမံကိန်းကိုရောင်းစားတယ်ဆိုတာမျိုးတွေကအာကျမတို့နားရရှန်နေတာပေါ့နော်ဒီကြောင့်ရတဲ့ပတ်သက်လို့ကျမနှစ်ခုပြောမယ်မြေဆောင်ကမြေဆောင်နဲ့ပတ်သက်လို့အများဆုံးနားထဲမှာကြားနေကြစကားတစ်ခုရှိတယ်ဘာလို့လဲဆိုတော့အဲ့တုန်းကကျမကနိုင်ငံရေးစာပြီးလို့တော့2019နောက်ဆက်ရှင်မှာကျမကြောင်းပြီးတယ်ဘွဲရတယ်เนาะကျမပညာရေးပြီးတာနဲ့နိုင်ငံရေးကျမအမျိုးသားရေးစာလုပ်တယ်အဲ့ဒီချိန်မှာနားထဲမှာပထမဆုံး ရိုက်ထွင်းခံရတာကတယောက်ကိုဒေါ်ဒေါ်လာနဲ့မြေစုံကိုပြန်ရေးကြမယ်။ကျမတို့နိုင်ငံသားတွေတယောက်ကိုဒေါ်ဒေါ်လာနဲ့မြေစုံကိုပြန်ရေးကြမယ်ဆိုရင်နိုင်ငံရေးမှိုင်းနားရဲကိုရိုက်သွင်းခံခဲ့ရတယ်။ နော်ဆိုတော့ကတကယ်တော့အဲ့ဒီမျက်စုံမှာကယော်ချင်းငွေပေးပြီးတော့ပြန်ယော်ရမယ်ဆိုတဲ့သဘောတူညီချက်မပါဘူးဒါဒီ NLD နဲ့နော်ကျမတို့နိုင်ငံရေးကိုနောက်ွယ်ကနေပြီးတော့ကြိုးကင်နေတဲ့လက်မယ်ကြီးတွေရဲ့နိုင်ငံရေးပြောကကြောင့်ဖြစ်တယ်နောက်တစ်ချက်ကတော့ဒီမျက်စုံစီမံကိန်းကိုဒေါ်စုကြည်ပြောခဲ့တာရွေးကောက်ပွဲမဲဆန်စင်ယုံစင်းကာလာတာဒေါ်စုကြည်ကချင်ပြည်နယ်သွားတဲ့ခီးစံမှာကချင်လူဝတ်ပြည်သူပြောခဲ့တယ်ကချင်ဝတ်စုံဝတ်ပြည်သူပြောခဲ့တယ်ကျမတို့ပါတီအစိုးရဖြစ်လို့ရှင့် ပထမဆုံးလုံမာကမြစ်ဆုံစာချုပ်ကိုပြည်သူကိုချပြမှာဖြစ်ပါတယ်လို့သူကတိပေးခဲ့တယ်။တကယ်တဲ့အစိုးရဖြစ်တဲ့အခါကျတော့၅နှစ်လုံးလုံးအတိတ်မေ့တယ်လို့ရွှေပြောက်တယ်လို့လင်တာယူတယ်လို့နဲ့အဲ့ဒီမြစ်ဆုံစီမံကိန်းကိုတော်စုကြီးပါဇက်ကတခွန်းမှမဟာခဲ့တာကိုကြည်ချင်းအဖြစ်အဲ့ဒီမှာဘလောက်တောင်မှနိုင်ငံရေးမှိုင်းနေတိုက်ခဲ့လဲဆိုတာခင်ဗျားတို့ပွင့်လင်းမြင်တာစွာတွေးခေါ်နိုင်နေမယ်လို့ကျွန်မထင်တယ်။နောက်တစ်ချက် လစ်စုံစီမံကိန်းက260 sorry 290စီမံကိန်း290စီမံကိန်းဖြစ်တဲ့အတွက်အဲ့ဒီအကျိုးအမြတ်နေနဲ့ကျမတို့ဘာရမလဲပထမတော့ကျမတို့လှည့်စစ်တာအားပါဝါတန်းပါဆက် free ရမယ်လှည့်စစ်တာအား10ရာခိုင်နှုန်း free ရမယ်အမြတ်ငွေငွေကြေး10ရာခိုင်နှုန်း free ရမယ်အမြတ်ငွေကမမြတ်ဘူးဆိုရင်ရောမရတော့ဘူးလားမေးတယ်အရှင်မြတ်တီဖြစ်စေမရတီဖြစ်စေ မြတ်တီဖြစ်စီရှုံးတီဖြစ်စီအဲ့ဒီပုံမှာကျမတို့ကငွေကြေးအရာအတန်းပါဆန်ရကိုရမယ်ဆိုတော့ငွေကြေး30ရာခိုင်နှုန်းရမယ်လျှက်စစ်တာက30ရာခိုင်နှုန်းရမယ်ဆိုတော့20ရာခိုင်နှုန်းကျမတို့လက်ငင်းချက်ချင်း free ရမယ်ဆိုတော့ကမြေဆုံက60 30ဆိုပြီးတော့နီပေါ်ဒီလူပိန်းလူပိန်းကြိုက်တီဝါရမိုင်းတက်ခဲ့တဲ့အချက်နော်ဆိုတော့ဟုတ်ပြီမြေဆုံကမြေဆုံမှာမလို့ရှင်ဘူးရတယ်မြေဆုံမှာမလို့ရှင်မေခနဲ့မလိခပေါ်မှာရေကာတာပြောင်းဆောင်လို့ရတယ်နော်ဆိုတော့က ခင်ဗျားတို့လျှက်စစ်လူချင်းရင်တော့လျှက်စစ်ရအောင်ထုတ်ရလိမ့်မယ်နော်ဆိုတော့ခင်ဗျားတို့တွေမျက်စုံကိုရောင်းစားပါရဲ့တဝယ်ရင်းနဲ့စိတ်ကန်းကိုရောင်းစားပါရဲ့ဆိုရဲအိယာဝင်းပုံမြင်နေတဲ့ကယုံထွက်ဖို့လိုပါတယ်နောက်တစ်ချက်ကပင်ဘက်ပင်ဘက်ဆိုလို့ရှိရင်လည်းရှေ့2023လောက်ကကျွန်မပင်ဘက်နဲ့ပတ်သက်ပြီးတော့ကျွန်မပြောဘူးတယ်နော်ပြောမှုတာရှိတယ်ဒီပင်းမဲ့တံမီးဆက်သုံးကိုစီလို့ရှိရင်လေဒီပင်းမဲ့တံမီးဆက်ရုံစီမံကိန်းကိုကျမတို့မြန်မာစီပွားရေးကော်ပိုရေးရှင်းပေါ့နော်မြန်မာစီပွားရေးကော်ပိုရေးရှင်း MEC နဲ့ရေချားနဲ့နှစ်နိုင်ငံသဘောတူ ဆက်လက်လှုပ်ဆောင်လျက်ရှိတယ်။ဒီပိမတ်တံမီးဆက်ယုံကိုပထမဆုံးအကောင့်တက်ပေါ်တဲ့ဦးသိန်းလေးအစိုးရဦးသိန်းလေးအစိုးရမျိုးတွေချပေးတယ်ဒေါ်စုကြည်အစိုးရအကောင့်တက်ပေါ်တယ်ဒါပေမဲ့ဒေါ်စုကြည်အစိုးရလက်ထက်မှာအရှုံးပေါ်တဲ့အတွက်အဲ့ဒီပိမတ်တံမီးဆက်ယုံကိုရပ်နားထားရတယ်။ ခန္ဓာတည်တည်မှာတက်တည်နားလည်တဲ့ပညာရှင်တွေနဲ့ဖွဲ့စည်းထားတာပါမိုးကမိုးကြွေကိုတင်တယောက်မှမပါပါဘူးဆိုပြီးတော့လူမင်းတို့ပြည်သူတို့မဲဆွယ်စီအောင်တော့ငါအဲ့လိုပြောတယ်အမှန်တကယ်ကြတော့အဲ့ဒီပင်ပတ်တံမီးဆက်ရုံကိုဒေါ်စုကြည်အစိုးရဆဆလှုပ်ဆောင်ခြင်းမှာအရှုံးပေါ်တဲ့အတွက်ရန်နာထားရတယ်အဲ့ဒီရန်နာအရှုံးပေါ်လို့ရန်နာထားရတယ်ပင်ပတ်တံမီးဆက်ရုံကိုလက်ရှိနော်ရုရှားနဲ့ကျမတို့မြန်မာစစ်ပွဲကော်ပိုရေးရှင်းနှမ်းနိုင်ငံကျမတို့လေပတ်နေပြီးတော့လှုပ်ဆောင်နေတာကျမ2023နဲ့ကပြောခဲ့ အဲ့ဒီပေးမဲ့တံမြင့်ဆက်ရုံမှာဆိုလို့ရှိရင်အတန်ရီချိုအလုတ်ရုံ20နဲ့တရုံရှိတဲ့အနက်က16ရုံစတင်လက်ပတ်နေပြီ19ရုံစတင်လက်ပတ်နေပြီဖြစ်တဲ့ဒီပေးမဲ့တံမြင့်ဆက်ရုံအတွက်ကျမတို့ဒီတောင်ကြီးတို့ညောင်ရွှေတို့ပေးဘက်ကိုလည်းရထားလမ်းဖောက်ပြီးသွားပြီဖြစ်တဲ့တကယ်လို့များဒီစီမံကိန်းတစ်ခုလုံး21ရုံလုံးလက်ပတ်ပြီးတော့အောင်မြင်စွာလက်ပတ်နိုင်မယ်ဆိုရင်ကျမတို့ကတစ်နှစ်ကိုတံမြင့်တန်ချိန်ကျမအမမမမအောင်ဆိုရင်နှစ်ပိန်းရမယ်။နော်ဆိုတော့က တော်ဆိုဒီဆိုရဆောက်သုံးမကြလို့စကားရိုင်းတော်ဝင်ခွင့်တော့ပွင့်လင်းမြေသားကိုပြောတာဆောက်သုံးမကြလို့ရနာထားရတဲ့စီမံကိန်းကိုလက်ရှိနာဆာကအိမ်ဆောင်ဆိုတာကဆက်လက်အကောင့်ထဲပေါ်ပြီးအောင်မြင်စွာဆောင်ရွက်နိုင်နေတာဖြစ်တယ်။နော်ဆိုတော့ကကဆိုးရောကခမားတို့ကတစိမ့်ရှိရင်စက်တက်ပါလို့လို့မကောင်းဘူးဆိုတဲ့အတွေးတွေကိုဖယ်ခဲ့ဖို့လိုနေပြီခမားတို့နိုင်ငံကိုအမှန်တကယ်ချစ်တယ်ဆိုရင်စက်တက်ကပါလို့လို့မကောင်းပါဘူးလို့ကန့်ကွက်ရမယ်ဆိုတဲ့အတွေးခေါ်တွေကိုခမားတို့ကောင်းတဲ့ကဖယ်တို့ဖို့လိုနေပြီ ကိုနဲ့အမြင်မတူလို့စစ်တပ်ကိုမုန်းတဲ့အတွက်စစ်တပ်ဘာလို့လို့မှားပါတကယ်ဆိုတဲ့ခမည်းတော်မှာအစိုးမြင့်ဝါဒီတွေရှိနေသေးတော့ကျမတို့နိုင်ငံကအတဖြည်းဖြည်းခမည်းတော်မှာအမြင်မတူလို့ခမည်းတော်စစ်တပ်ဘာလို့လို့မှားပါတယ်ဆိုတဲ့စစ်တပ်ဘာလို့လို့ကန့်လန့်တိုက်ရမယ်ကန့်ကွက်ရမယ်ဆိုတဲ့အစိုးမြင့်ဝါဒီတွေပဲညားနေမယ်ဆိုရင်ကျမတို့ပြည်တော်လူသားတွေတယောက်နဲ့တယောက်သဘောထားတွေကွဲပြီးတော့အယူတွေလွဲမယ်ဆိုရင်ဟောဒီတိုင်းကမွေးနေအောင်မှာဖြစ်တယ် အချက်၃ချက်ရှိတယ်ကွဲလွဲမဲကြောင်းတဲ့တယောက်ကခမားတို့ကစစ်တက်ပါလို့လို့ဆန့်ကျင်ရမယ်စစ်တက်ပါလို့လို့မကောင်းဘူးလို့မြင်ရမယ်ဆိုရက်ခမားတို့အစိုးမြဝါဒီတွေနဲ့ကျမတို့အချင်းချင်းသဘောထားကွဲနေသူတွေသဘောထားတွေကွဲလွဲနေတဲ့အတွက်ကွဲမယ်သဘောအယူဆတွေကွဲမယ်သဘောထားတွေလွဲမယ်အဲ့ဒီတွေကျမတို့တိုင်းပြရမွဲမယ်ကွဲလွဲမွဲ ဆိုတော့မြမပြီးခွင့်ပြုတိုးတက်ဖို့ဆိုလို့ရှိရင်လိုအပ်နေတာတခုတည်းပါပဲစီးလုံးညီညွတ်ခြင်းဖြစ်တယ် unity estate လို့ခေါ်တယ်เนาะဆိုတော့ကကျွန်မခင်ဗျားတို့ကိုနောက်ဆုံးချိန်နဲ့တတိပေးချင်တယ်စစ်တပ်ဘာလို့လုံးဆန့်ကျင်ရမယ်မကောင်းဘူးစစ်တပ်ဘာလို့လုံးမကောင်းဘူးမြင်ရမယ်ဆိုတော့ခင်ဗျားတို့အိတ်ရဝင်ပုံမြင်နေတဲ့ကလို့ထွက်ရမယ်အချိန်ဖြစ်ပါတယ်